အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ကိုရီးယားနိုင်ငံမှာ1919ခုနှစ်လွတ်လပ်ရေးတိုက်ပွဲအတွက်ပထမဆုံးတော်လှန်ခဲ့တဲ့အထက်တန်းကျောင်းသူယူကွန်စုရဲ့နေအိမ်ဖြစ်ပါတယ်။မွေးဖွားတဲ့အိမ်ဖြစ်ပါတယ်။ယူကွန်စုရဲ့မိဘတွေအားလုံးကလည်း ကိုရီးယားနိုင်ငံလွတ်လပ်ရေးအတွက်ထဲထဲဝင် ပါဝင်ခဲ့ကြတဲ့မိသားစုတွေဖြစ်ပါတယ်ဒီကွန်စုက2019ခုနှစ်မတ်လလွတ်လပ်ရေးကြေညာစာတမ်းထုတ်ပြန်ဒီဂျပန်တွေကိုစတင်တော်လန်ခဲ့တဲ့အထက်မှာသူတက်နေတဲ့ဘက်ကနေပြီးတော့ဆန္ဒထုတ်ဖော်ပါဝင်ခဲ့ပါတယ်။အဲဒီမှာ အဖမ်းခံရပြီးကျွန်တော်တို့ကိုရီးယားနိုင်ငံဆိုမျိုးကဆိုရင်းမွန်ကျင်းထောင်မှာဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့သူ ဖြစ်တဲ့အတွက်ကြောင့်ညှဉ်းပန်းနှိပ်စက်မှုတွေလည်းခံရပါတယ်အချင်းတောင်တင်းမတရားညှဉ်းပန်းနှိပ်စက်မှုဒဏ်ခံရတဲ့အပြင်ကျင်းအောင်တွင်မှာမတရားလုပ်တဲ့အားလုံးတို့ကိုလည်းလွတ်လပ်ရေးတိုက်ပွဲဝင် အမျိုးသမီးများနဲ့အတူဆင်နွှဲခဲ့ပါတယ်ပါဝင်ခဲ့ပါတယ်အားကြောင့်မို့စောတဲ့မှုအချင်းထောင်မှာဂျပန်နေရဲ့ဖက်စစ်ဂျပန်နဲ့မတရားညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေပဲတည်ဆုံသွားခဲ့ရပါတယ်ခုပေါ်တွေ့ရတဲ့ရုပ်ထုတွေကတော့ယူကန်စုအထက်တန်းကျောင်းသူရဲ့မိဘနှစ်ပါဦးလေးနဲ့ကျောင်းဆရာတို့ကနေပြီးတော့လွတ်လပ်ရေးအတွက်ဆွေးနွေးကြတဲ့ရုပ်ထုဖြစ်ပါတယ် ဒါသူနေခဲ့တဲ့အိမ်မှာသူမွေးဖွားခဲ့တဲ့အိမ်ပါနော်အချမ်းမြင့်ကြည့်ရတာဒီဥစ္စာတော့လူလာရဲ့သူရဲ့ကောင်းပုဂ္ဂိုလ်ဖြစ်တဲ့တတန်းကျောင်းသူရေကွမ်းစုကသူတို့မောင်လေးနဲ့အမဝန်ခွဲရင်းနဲ့အတူကိုရီးယားနိုင်ငံလွတ်လပ်ရေးအရှိဖို့အတွက်ဆန္ဒထုတ်ဖို့အတွက် ိုရီးယားလမ်းများကိုရေးဆွဲနေတဲ့ပုံဖြစ်ပါတယ်ဒီနေရာကအလွန်တရာမှတို့ခောင်းနဲ့ရွာလေးတရွာပါကိုရီးယားနိုင်ငံချွန်ပုတ်ပြည်နယ်ချုံကျူချုံဝမ်ကူမှာရှိပါတယ်ရွာလေးတရွာပါအဲ့ဒီရွာလေးကနေပြီးတော့ကိုရီးယားနိုင်ငံ ွေးကောင်းနေအမြောင်အများဖော်ထုတ်မွေးဖွားနိုင်ခဲ့တဲ့ရွာလေးပါโอเคဘယ်နဲ့ကန်းဘယ်ဒီသာပဲဖြစ်ဖြစ်ပေးဆမ်းမှုအနစ်နာမှုမရှိခဲ့လျင်အောင်မြင်မှုဆိုတာရရှိလာမှာမဟုတ်ပါဘူးအခုလိုသူရဲကောင်းတွေကအသက်တွေပေးစတဲ့ခံပြီးတော့နိုင်ငံရဲ့လွတ်လပ်ရေးကိုတိုင်းပြည်ကိုလူမျိုးတိုးတက်ဖွံ့မျိုးရေးအတွက်ကို အသက်ကိုပြဌာန်းမထားပဲတိုက်ပွဲဝင်ခဲ့လို့တွန်းလှန်ခဲ့ကြလို့နိုင်ငံကြီးကတိုးတက်ဖွံ့ဖိုးဖွံ့ဖြိုးပြီးလူသားအလုံးကအေးချမ်းငြိမ်းချမ်းစွာ နေထိုင်နိုင်ရတဲ့ဘဝကိုရောက်ရှိခဲ့ကြပါတယ်โอเคကြည့်ရှုအားလုံးကိုကျေးဇူးတင်ပါတယ်